ရက်လွန်သွားတဲ့အစားအစာတွေကိုဘယ်လိုကင်တွယ်ကြသလဲဆိုတာမိတ်ဆွေတို့အနေနဲ့သိကြပါသလားကျွန်တော်တို့မကြာခဏစားသုံးကြတဲ့အစားအစာတွေကရက်လွန်သွားတဲ့အခါအမိုက်ပုံးတွေတဲကနေမှတဆင့်ဒီလိုနေရာမျိုးတွေစီကိုပို့ဆောင်ခံရပြီးဒုတိယအကြိမ်ပြန်လဲသုံးချနေကြတာပဲဖြစ်ပါတယ်ခောက်ဆွဲချောင်းနဲ့ရက်လွန်မှုပဲတရေစာတွေအားလုံးကိုစက်ကရိယာတွေမှာပြုပြင်ဖို့ထည့်သွင်းကြပါတယ်ပထမဆုံးအနေနဲ့အစားအစာရဲ့ထုတ်ပိုးမှုကိုဖယ်ရှားပြစ်ကြပါတယ်ပြီးရင်တော့ကွန်ဘေးယာပေါ်ကနေတဆင့်ထုတ်ပိုးမှုမရှိတဲ့ရက်လွန်အစားအစာတွေကိုအမှုန့်ကျတိတ်ဆက်ထဲပို့ပြီးကောင်းစွာ ွာရောမှွေလိုက်ကြပါတယ်အမှုတ်ကလေးတွေဖြစ်ကျိတ်လိုက်ကြပြီး လှည့်ပတ်စစ်ထုတ်ဆက်တဲ့ထဲလိုက်တဲ့အခါဒီလိုမျိုးအမုံတွေဖြစ်ပြောင်းသွားတော့တာပဲဖြစ်ပါတယ်တကယ်တော့ဒါတွေကိုပြန်လဲပြုပြင်ပြီးအစားအစာဖြစ်ပြန်မရောကြပါဘူးအဲ့ဒီအစားအိမ်မွေးတိရစ္ဆာန်တွေအတွက်အစားအစာဖြစ်ပြောင်းလဲပြုလုပ်ကြပါတယ်ဒီရဲ့လုံထုတ်ကုန်တွေကိုအမုံကျိတ်ပြီးတဲ့နောက်မှာတော့အပူချိန်မြင့်မြင့်နဲ့ကင်းလိုက်ကြပါတယ်ဘက်တီးရီးယားတွေကိုတက်ဖြစ်ဖို့နဲ့အစာစိတ်တက်မှုကနေဖြစ်ပေါ်လာတဲ့ဘေးအန္တရာယ်ရှိတဲ့ပစ္စည်းတွေကိုဖယ်ရှားဖို့အတွက်ဖြစ်ပါတယ်ကြံရှိနေတဲ့ဟာရတက်ပါဝင်မှုကိုအခြေခံပြီး ချက်ပဲငန်းစတဲ့ကြီးငတ်တရိတ်ဆန်တွေအတွက်အစာဖြစ်ပြုပြင်ကြပါတယ်ဒီလိုလှုပ်ဆောင်ခြင်းအားဖြင့်အစာအစာဆုံးပြမှုကိုရှင်းချနိုင်တယ်လို့တဘာဝအရင်းမြစ်တွေကိုလည်းပြန်လည်သုံးချနိုင်စေပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါအောင်နော်